နောက်ထပ်အရေးပါတဲ့တောင်းတစ်ခုကတော့ seeking the truth เนาะဆိုတော့ seeking the truth ဆိုတာအမှန်တရားကိုရှာဖွေဖို့လုပ်တာပါတနေ့တော့ဒီကဝိတုစာရေးဆရာလေးလိုတခြားသောဖန်တီးသူတွေလိုစိတ်ကူးရင်နဲ့အချက်လက်တွေနဲ့ဖန်တီးတည်ဆောင်တာမဟုတ်ဘဲနဲ့တကယ်ဖြစ်ပွားနေတဲ့အကြောင်းချင်းရာတကယ်ဖြစ်ပွားနေတဲ့အဖြစ်ဖြစ်တွေကို အခြေခံပြီးတော့အဲ့ဒီဖြစ်ဖြစ်တဲ့အဖြစ်ဖြစ်တွေရဲ့အဲအမြင်တွေ့ရတဲ့အမှန်တရားတွေဒါမှမဟုတ်နောက်ွယ်ကအမှန်တရားတွေကို တူဖို့တူဖို့ပြီးတော့ပြည်သူလူထုစီတင်ပြရဲလို့လုပ်ရပါတယ်ဆိုတော့တချို့အဖြစ်အပျက်တွေကအပေါ်ရမှာဖြစ်ဖြစ်ဒါကခုဒါမှမဟုတ်နောက်ကွယ်မှာလက်လက်ချင်းချင်းပုံပွင့်နေတဲ့ဖြစ်ဖြစ်တွေတခုဖြစ်နေတဲ့အတိုင်းတွေရှိရပါတယ်တရင်တော့တွေအနေနဲ့ချုံမှန်သုံးသပ်နိုင်စွမ်းလေးအဝေးကိုမြှောက်ကြည့်နိုင်စွမ်းအဲဒီဖြစ်ပျက်ကိုတခုလုံးကိုသုံးသပ်နိုင်စွမ်းလေး ရအောင်လို့အများနဲ့လေ့ကျင့်နေပြီးတော့အမှန်တရားကဘာလဲဆိုတော့ရှာဖွေဖော်ထုတ်တဲ့လုပ်ငန်းတွေမဖြစ်နိုင်လို့လောက်ရပါတယ်။ဒီကြာသူရကြကြဒါမှမဟုတ်လက်တွေ့ကြကြဓမ္မဋိဌာန်ကြကြလို့ပြောတယ်။တကယ်အဖြစ်အပျက်ကိုအဖြစ်အပျက်တိုင်းအမှန်တိုင်းတင်ဆက်နိုင်ဖို့ဒီနောက်ရဲ့အဓိကတောင်းအပေါ်မှာပါတယ်။ နောက်တစ်ခုကတော့ power of accountability လို့ခေါ်တဲ့အဲအကြောင်းရှင်းရပါအဲ့တော့ power of power of accountability ဆိုတာကတောင်းဝင်မှုတောင်းခံမှုနဲ့ပတ်သက်ပြီးတော့ change ပြင်နိုင်စွာတင်ရောက်ဒီမှာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အာဏာရှိတဲ့လူတွေအစိုးရတွေလို့ပေါ့ဒါမှမဟုတ်လွတ်တော်ကိုယ်စားလှယ်ဆိုအာဏာ power ရှိတဲ့လူတွေကလောက်ဆောင်နေတော့ဆောင်ရွက်ချက်များဆုံးဖြတ်နေတော့ဆုံးဖြတ်ချက်များပြီးပြည်သူလူထုအတွက်အကျိုးရောက်စေတော့ ဒါမှအပြင်လူကိုအကျိုးမဲ့စေတော့ထိခိုက်မြင့်လာစေတော့အကြောင်းအရာတွေဖြစ်လာရင်အာနာကိုလည်းသုံးစားဖြစ်လာရင်ဒီလိုပြတာစောင့်ကြည့်ရှာဖွေပေါ်ထုတ်နိုင်တယ်ရှာဖွေပေါ်ထုတ်လေးရှိပါတယ်အဲရှာဖွေပေါ်ထုတ်တဲ့တောင်းကိုလည်းထပ်ဆောင်ပါတယ်ဒီလိုရှာဖွေပေါ်ထုတ်ခြင်းဖြင့်နိုင်ငံမှာရှိရမန်တိုင်းလေးကြားထဲမှာတစ်ခုနဲ့တစ်ခုထိန်းကြောင်းပြီးတော့နီးမှန်ကမ်းမှန်လမ်းမှန်ဖွင့်လို့ထုတ်တဲ့စီကိုဥတည်သွားနိုင်ပါတယ်အဲတော့အဲတော့မန်တိုင်းပဲပြောလိုက်တာလဲကျွန်တော်တို့ကဘာကြီးပြောရမလဲဆိုတော့နိုင်ငံခုမှာဒီလိုအဖြစ်တော့ကျွန်တော်တို့အုပ်ချုပ်နေနိုင်တယ် ြည်သူအပြည်သူတို့ကိုအုပ်ချုပ်တဲ့ဘယ်စီကံပါလိမ့်မယ်လိုင်းနာရမယ်ဆိုတော့အုပ်ချုပ်ရေးမှန်တိုင်းရှိတယ်အဲ့အုပ်ချုပ်ရေးမှန်တိုင်းကလက်ကင်ထားရတဲ့ဥပဒေကိုဥပဒေကိုဖန်ပြီးရတယ်ပြည်သူတို့ကသူပြင်ရတယ်ဒါမှမဟုတ်ရှင်သူတို့ပြထမ်းရတဲ့ဥပဒေပြည်ရေးဆိုတဲ့မှန်တိုင်းဆိုတာလည်းရှိပါတယ်အဲ့တော့ဥပဒေပြည်မှန်တိုင်းအဲဥရေပြေမှန်တယ်နောက်ကကြတော့ဒီဥရေတွေကိုချိုးပေါက်တယ်ဆိုလို့ရှိရင်အုတ်ချိုးရရလဲချိုးပေါက်ချိုးပေါက်ဘယ်ရလဲချိုးပေါက်ချိုးပေါက် တရားကြီးအရာတရားစီရင်လို့ရတယ်တရားစီရင်မန်နေဂျာလည်းရှိပါတယ်အဲ့မန်နေဂျာတော့ကပြောင်းလဲတခုနဲ့ခုထင်းချောင်းနေမှသာလေကျွန်တော်ကနိုင်ငံကပြည်သူ့ဘက်နေမှာဖြစ်ပါတယ်အဲ့တော့တစုံတယောက်ကဒီမန်နေဂျာသုံးခုလုံးကိုအာနာအားလုံးကိုရယူထားတယ်ရယူထားပြီဆိုလို့ရှိရင်တရားစီရင်လို့ထင်လို့သုံးပြမယ်အုတ်ချုပ်လို့ထင်လို့အုတ်ချုပ်မယ် အဲ့လိုပဲဥပဒေကိုထင်ရဥပဒေပြမယ်ဆိုလို့ရှိရင်နိုင်ငံကကမောက်ကမောက်ကမောက်ကပင်နဲ့ဖြစ်နေမှာဖြစ်ပါတယ်အဲ့တော့ဒီမန်နိုင်ငံကြီးထဲမှာပြန်လဲ check and balance အလုပ်လုပ်မလုပ်ဆိုရဲ accountability တောင်းခံမှုအတောင်းယူမှုတွေကိုဒီနောက်ဒီကစောင့်ကြည့်ထိန်းသိမ်းပေးနိုင်စရှိပါတယ်ဒီတောင်းကလည်းဒီနောက်ဒီလည်းအင်တန်အရေးကြီးတဲ့တောင်းတစ်ခုဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ promote the debate ပေါ့။ဒီ debate ဆိုတာဆွေးနွေးရင်းခုန်မှုတွေပါ။တချို့သောအကြောင်းအရာတွေဟာပြည်သူလူထုရဲ့ဂျိုင်းမှာဖြစ်ဒီ လူဖွဲ့စည်းတစ်ခုနဲ့ကြားတစ်ခုကြားရမှာဖြစ်ဖြစ်လူတိုင်းမှာတစ်ခုနဲ့တစ်ခုကြားရမှာဖြစ်ဖြစ်ဘာသာမတူတဲ့လူချင်းနဲ့ပဲဘာသာမတူတဲ့လူတွေကြားရမှာဖြစ်ဖြစ်ဒါမှမဟုတ်အယူမဆအယူဆမတူတဲ့လူတွေကြားရမှာဖြစ်ဆွေးနွေးခြင်းခုံမှုဆိုတာအများကြီးရှိပြည်ကြပါအဲ့ဆွေးနွေးခြင်းခုံမှုတွေကိုပို့ပြီးတော့အားကောင်းလာအောင်မြန်မာတရားလောက်ကြီးအနေနဲ့ဒီဟာကိုပံ့ပိုးပေးတဲ့သမန်းစုလည်းရှိပါတယ်ဆိုတော့ကဒီဆွေးနွေးခြင်းခုံမှုဂရိပခါတစ်ခုကိုပြည်တယ်ဘယ်သူကတော့ ဘယ်လိုမြင်နေလဲဘယ်ဘက်ချမ်းဘယ်ဘက်ချမ်းကဘယ်လိုမြင်နေလဲဘယ်ဥစ္စာကဘယ်လိုမြင်နေလဲစသဖြင့်သူရဲ့ဆွေးနွေးမြင်ကုန်မြင်ကုန်မှုတွေကိုမီဒီယာစာမျက်နှာပေါ်မှာမြင်တွေ့ရအောင်လို့ဖော်ပြပေးနိုင်တဲ့အလုပ်ကိုတရားဝင်လုပ်နေတယ်လို့လည်းလုပ်နေပါတယ်အဲ့လိုအဲ့လိုဆွေးနွေးမြင်ကုန်မှုတွေကနေပြီးတော့အားကောင်းတဲ့ခိုင်မာတဲ့ဆွေးနွေးချက်တွေပေါ်ပေါက်လာနေပြီးတော့ပိုကောင်းမှန်တဲ့အနာဂတ်တွေရှိပြီးရှေ့ရှုသွားနိုင်တဲ့ကြာဒီဆွေးနွေးမြင်ကုန်မှုတွေကိုပေါ်ထုတ်ပြရတဲ့အလုပ်ကလည်းလည်းဒီအင်တာဗျူးကြီးရဲ့တောင်းတဲ့မှာပါပါတယ် နောက်ထပ်အရေးကြီးတဲ့ level ကဒူလဲဆိုအမမလို့ရှိရင်တခုခုကြောင့်ချိန်ချောင်းမှုကူကြောင့်ပဲဖြစ်ဖြစ်ဒါစိတ်ပဲလို့ပြောတခုခုကြောင့်ပဲဖြစ်အတန်တိတ်နေရတယ်ဒါမှမဟုတ်ရှင်သူတို့ရဲ့ဖြစ်ချက်တွေကိုပြောပြပြခွင့်မရတယ်သူတို့ရဲ့ဖြစ်ချက်တွေလူတွေသိရှိအောင်ပြောပြခွင့်မရတယ်လူလဲစုတွေဒါမှမဟုတ်ကျိုးလုံးခံရတဲ့လူတွေဒါမှမဟုတ်ဖိနှိပ်ချုပ်ချယ်ခံရတဲ့လူတွေရဲ့အတန်တွေကို ဒါကြောင့်ဒီကတိုင်းဆူဆောင်းပြီးတော့တခြားသောပြည်သူလူတွေသိအောင်လို့ပေါ်ပြနိုင်ကြမှာပေါ်ပြနိုင်ပေါ်ပြတဲ့အလုပ်ကိုလည်းဒီနောက်ပြန်လုပ်ရပါတယ်ဒီအလုပ်ကလည်းတခြားသောအလုပ်တွေလိုပဲအင်မတန်မှအရေးကြီးပါတယ်တချို့သောလူပုဂ္ဂိုလ်တူချင်းရတယ်လူခွဲတူချင်းရတယ်ဖြစ်တယ်တခြားအင်အားကြီးတဲ့လူတွေဖိနှိမ်မှုချုပ်ချယ်မှုဒါမှမဟုတ်ဒါမှမဟုတ်ပြည်သူဒါမှမဟုတ်ရှင်နှိမ်ချမှုခွဲခြားဆက်ဆံမှုတွေကြောင့်သူတို့ရဲ့စကားတန်နေတာလူစီ မရမှန်းသူရဲ့ခံစားချက်တွေဒီလိုမသိနိုင်ဘူးဆိုတဲ့အချက်အမျိုးမှာဒီနောက်ဒီမှာဒါလေးကိုပေါ်ထုတ်ပြီးတော့တင်ဆက်တဲ့အလုပ်ကိုလုပ်ခြင်းအပြင်သူတို့ပုံမှာစာလံနားလည်ခြင်းနဲ့ကိုကျင်းစာတရားတွေပြီးပြီးတို့ပွားလာပြီးတော့သူတို့အတွက်လိုအပ်တဲ့အခက်တွေဒါမှမဟုတ်သူရဲ့သူတို့ချိန်ဆောင်ထားတဲ့ခွဲခြားဆက်ဆံမှုတွေဒါမှမဟုတ်သူတို့ပြင်းနေချုပ်ချင်တာမျိုးတွေဒါမှမဟုတ်သူတို့ပုံမှာအနိုင်ကျင့်သမ်းမှုတွေဟိုဝမ်းမြေဖယ်ရှားနိုင်တဲ့အနာဂတ်မျိုးရရှိလာနိုင်ပါတယ်ဒါကြောင့်ဒီနောက်တွေရဲ့ ကြာဒီတောင်ရရတယ်အင်တာမအရေးကြီးပါတယ်။လည်းတော့ထမ်းဆောင်တဲ့တာဝန်ရရအများကြီးရှိပါတယ်။ဒါပေမဲ့ဒီနေ့ basic news writing training မှာတော့ကျွန်တော်တို့ဒီအခြေခံတာဝန်ရခြင်းငါးခုပဲကျွန်တော်ညွှန်ပြလိုက်ပါတယ်နော်။